တမတို့ manifest လုပ်နေတဲ့လူတိုင်းလူချင်းနေတဲ့ငွေသိန်း900ရောငွေသိန်း1000လို့ဟုတ်လား ျဲဝချမ်းလာတဲ့တထေးမကြီးဘဝတို့တထေးကြီးဘဝတို့ဒါမျိုးတွေရချင်တယ်လူတွေဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်ကိုမဖြစ်မနေကြည့်ပေးပါအဲ့တော့အဲ့လိုမျိုးတွေရဖို့အတွက်ဘာတွေလုံးဆောင်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်မပြပြပေးပါမယ်ကျွန်မနာမည်မမိုးတက်လို့ခေါ်ပါတယ်လူတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင်ကူညီပေးပြီးတော့ကျွေဝချမ်းသာမယ်နီလန်းတွေကိုမျှဝေပေးနေတဲ့ဆရာမတူဖြစ်ပါတယ်โอเคအဲ့တော့ကျွန်မတို့ရဲ့ဘဝမှာကျွန်မတို့အတွက်ဘဝထဲမှာတဘာဝကြီးကပေးတဲ့ ကိုအတွက်အရန်ကိုတန်မိုးရှိတဲ့လူတော်၎င်းဓမ္မမို့လို့ရှိရင်လည်းတန်မိုးရှိတဲ့အရန်ကောင်းတဲ့အရန်ကံကောင်းတဲ့အခြေအနေတွေတော်၎င်းပေါ့နော်အငွေဖြစ်စေလူဖြစ်စေအခြေအနေဖြစ်စေအခြေအနေတွေမှာအလုတ်ကင်ပါအဲ့ဒါမျိုးຢာတွေကတဲ့ကျမတို့ရဲ့ဘဝထဲမှာမကြမကြတန်ကောင်းစွာနဲ့ရောက်လာတတ်ကြတယ် ဲ့ဒါလူတိုင်းမှာရှိတယ်အဲ့ဒါကဖရာသခင်ကတဘာဝကြီးကလူတွေအားလုံးကိုပေးထားပြီးသားလူတွေကမမြင်တာပေါ့နော်ဒါပေမဲ့တချို့တွေကအဲ့ဒီအရာတွေကိုပြောမယ်ဆိုလို့ရှိရင်တော့တန်ဖိုးထားရကောင်းမှန်းမသိရိုသေးရကောင်းမှန်းမသိဘူးခြေဆုတင်ရကောင်းမှန်းမသိဘူးပေါ့တခါတရံမှာလဲအဲကိုစီကိုနည်းနည်းလေးကိုလိုချင်တာကတိမ့်တဲ့ရ၁၀သိန်းလောက်ရောက်လာတယ်ဆိုလို့ရှင်ဟဲ့ ဆိုပြီးတော့ပဲသွားကြတယ်ပေါ့ဒီ၁၀သိန်းပေါ်မှာကျေးဇူးတင်ရကောင်းမှန်းကျမတို့မပြီးကြဘူးပေါ့နော်အဲ့တော့ကျမတို့ရဲ့ဘဝမှာနေ့ရက်တိုင်းမှာတစ်ခါတည်းမှာ universe တဲ့သဘောတရားက तू ကကျမတို့ကိုဆက်သက်တဲ့အနေနဲ့တသေးလေးတွေစပြီးတော့ပေးကြည့်တယ်တစ်ခါတည်းမှာဒုက္ခတသေးလေးတွေပေးတတ်တဲ့ခါလည်းရှိတယ်ခက်ခဲလေးတွေပေးတတ်တဲ့ခါလည်းရှိတယ်ငွေကြေးတသေးလေးတွေပေးတတ်တယ်ဟလာလက်လာဘတသေးလေးတွေပေးတတ်တယ်အဲ့ဒီအချိန်မှာကျမတို့ဒီအများရန်ကျေးဇူးတင်တဲ့စိတ်နဲ့လာဖြတ်တယ်ကောင်းတာဖြစ်စေဆိုးတာဖြစ်စေ universe ရဲ့နေပါပဲပေးပေး ငါနင့်ကိုထာဝရယေရှုတင်တယ်အဲ့တော့ဒုက္ခတွေပေးလာတယ်ဆိုလို့ရှိရင်လေအော်ငါပို့ပြီးတော့တန်မာအောင်လို့ဟာလာငါပို့ပြီးတော့ရှင်းချက်အောင်လို့ ်ငါနောက်ထပ် next level ကိုတက်ဖို့အတွက်လေကားတဲ့လေးပါလို့စိတ်ထဲမှာထားပြီးတော့ကျေးဇူးတင်ကြည့်လိုက်နော်ချက်ချင်းကောင်းတဲ့အရာတွေပြောင်းသွားတယ်အဲ့လိုပဲဝင်လာတဲ့အရာလေးတွေနဲတဲ့အခါမှာလဲကျေးဇူးတင်ကြည့်လိုက်အော်ဒါလေးကိုကျေးဇူးတင်လိုက်တာငါလောက်တောင်မှမရတဲ့လူတွေရှိနေတာပဲငါလောက်တောင်မှလက်လာပါမပေါ်တဲ့လူတွေရှိနေတာအော်ငါစီမှာဒါလေးကတကူတကရောက်လာတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်လိုက်တာဒီစိတ်ကလေးနဲ့ကျွန်မတို့နေကြည့်လိုက်ပါဒီထက်ကြီးတဲ့အရာတွေဘဝတွေကိုရောက်လာတယ်နောက်တစ်ခုကပါလဲဆိုတော့ ကျမတို့ကတန်မိုးကြီးတဲ့အရာပေါ့နော်တန်မိုးကြီးအောင်မတထေးမကြီးဘဝတို့လိုတိုက်ရတဲ့ဘဝတို့လူလိုက်လိုချင်တဲ့3000လောက်3000လောက်3000လောက် manifest တွေလုပ်နေတယ်ဒီအရာတွေကိုပိုင်ဆိုင်ဖို့အတွက်ဒီအရာတွေကိုဘဝတွေကိုရောက်လာဖို့အတွက်အဓိကအရေးကြီးတဲ့ချက်ကအဲ့ဒီအရာတွေ ਨੇ ကိုက်နေကိုက်ညီတဲ့ energy ကျမတို့မှာရှိဖို့တိတ်အရေးကြီးပါတယ်မိတ်ဆွေစဉ်းစားကြည့်လိုက်ကိုယ့်ရဲ့ manifest ကတော့3000လောက်လုပ်နေတယ်ဟုတ်လားဒါပေမဲ့ ဝစ်ပုံနေပုံထိုင်ပုံကပေတီပေဆုပ်နဲ့နေတယ်ဟာပေတီပေဆုပ်နဲ့နေတယ်အမြဲတမ်းစိတ်တက်ကြတယ်သူ့ကိုကြည့်လိုက်တိုင်းရုပ်ကိုကြည့်လိုက်တိုင်းတန်းလဲကြည်လင်းလင်းမရှိဘူးအမြဲတမ်းပါးစပ်ကနေပဲမကောင်းတဲ့စကားတွေပြောနေတယ်မနာလိုတဲ့စကားတွေပြောနေတယ်သူများကိုအပြစ်ပို့တဲ့စကားတွေပြောနေတယ်ဟာလာသူများအသိနေပြောနေတယ်တကူတကူရောက်လာတဲ့ဆိုရင်တော့မှစားစရာလေးရောက်လာတယ်ဆိုမှငန်းလိုက်တာပေါ့လိုက်တာမင်္ဂလာပွဲလေးအလှလေးသွားတာတော့မှဟဲ့အားလုံးကိုကြည့်ပြီးတော့ဝေဖန်နေတဲ့မျက်လုံးလေးနဲ့အသိနေပြောနေတယ် ပိုလိုချင်တာက3000 3000 3000တသိန်းပိုင်းပေါ့ကဒါပေမဲ့ကိုနေစေကိုပြောနေတဲ့စကားတွေကိုတွေးနေတဲ့အတွေးတွေကိုလုံးနေတဲ့အလုပ်တွေနေပုံထိုင်ပုံကဆက်ဖြစ်ကလက်ဆန်းနေတယ်เนาะအဲ့တော့ကျမဒီနေရာမှာဟိုတထဲတွေလူမျိုးဗရန်တွေသုံးဖို့ပြောတာမဟုတ်ဘူးဒါပေမဲ့တေးကြရဲကိုမှအဲ့ဒီတိန်းကိုမန်ဒီဖက်စ်လုပ်နေတဲ့တိန်းတစ်ထောင်လို့တိန်း၅၀၀လို့တိန်း၁၀၀၀လို့ရှိတာတဲ့ခါကြရင် ိုအဲ့ဒီလိုမျိုးအရက်တကာလှည့်ပြီးတော့အတင်းတုံနေပါလားလူများကိုတွေ့တိုင်းဟိုဟိုအားကြရမယ်အစားမနာလိုတွေဖြစ်နေပါလားအမြဲတမ်းဒေါသတွေဖြစ်နေပါလားဘဝကြီးကိုဟိုဘာလဲအစင်မပြေမှုထင်နေပဲမြင်ပြီးတော့စိတ်သက်တွေကြာနေပါလားပြန်စဉ်းစားကြည့်ပါတေးချတယ်ကျွန်တော်တို့မှာအဲ့ဒီ ကျမတို့လိုချင်တဲ့သိန်း1000လို့5000လို့2000လို့10000လို့ရသွားတယ်ဆိုရင်လုံးဝ changes ဖြစ်သွားလိမ့်မယ်။ဒါပေမဲ့အဲ့အရာတွေရဖို့အတွက်ပထမအုံဆုံးအခြေခံအနေနဲ့အဲ့ဒီဟာနဲ့ကိုက်ညီတဲ့ energy ရှိဖို့လိုတယ်။အဲ့ဒီဟာနဲ့ကိုက်ညီတဲ့အရာတွေရှိမှအဲ့ဒီအရာတွေပို့ဖို့ရတယ်လို့ရမှာ။မဟုတ်ဘူးဆိုလို့ရှိရင်သိကြတယ် energy မကိုက်ရင်ကိုင်ညီမှုမရှိဘူးဆို Universe ကလည်းဘလောက်ကြီးပဲ on နေ on နေ on နေတာတော့တိတ်တထောင်လို့တိတ်၅00လို့ on နေပြီးတော့ကိုယ့်ရဲ့နေစေလုံရက်တွေကဟာလာဟိုမကောင်းတဲ့အရာတွေပဲလုံနေမယ်ဆိုလို့ရှိရင် manifest လောက်တာပဲရှိတယ် affirmation ယူနေတာပဲရှိတယ်ဒါပဲရှိတယ်သင်တန်းနေနောက်ဆုံးသွားတက်နေတာပဲရှိတယ်ကိုကိုကိုယ်တိုင်းကပြောင်းလဲမလာဘူးဆိုလို့ရှိရင်လည်း universe ကလည်းပြောင်းလဲပြီးတော့ပေးမှာမဟုတ်ဘူးအဲ့တော့နင်းရဲ့ဘဝကသိတဲ့ထောင်လားဒါပေမဲ့နင်းတန်းနာ၁၀သိန်းနဲ့ပဲတန်းနေဆိုကျမတို့ရဲ့ဘဝမှာ၁၀သိန်းနဲ့ပဲညနေပြီအဲ့တော့ကျမတို့က ကိုလိုချင်တဲ့အရာတွေကတန်မိုးကြီးနေတယ်ဆိုရင်ကိုယ့်ရဲ့တန်မိုးကိုမြင့်ဖို့လိုတယ်အဲ့တော့ကိုယ့်ရဲ့တန်မိုးကိုမြင့်တဲ့နေရာမှာကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာမြင့်တင်ရမယ်အရာရာမှာကောင်းတဲ့အမြင်နဲ့ကြည့်တတ်ရမယ်လောကကြီးကိုလည်းကောင်းတဲ့အမြင်နဲ့ကြည့်ရမယ်လူတွေကိုလည်းကောင်းတဲ့အမြင်နဲ့ကြည့်ရမယ်ကိုယ့်ပုံကိုလည်းကောင်းတဲ့အမြင်နဲ့ကြည့်ရမယ်တချို့ကအဲ့လိုမောငါအသုံးမချအောင်ငါမလုပ်တတ်ဘူးအမြင်နဲ့မှအဖြစ်တင်နေကိုယ့်ပုံကိုလည်းအဆိုးတွေပဲမြင်နေတယ်အမလေးငါသူများကြီးလို့ပြတယ်ငါကမလုပ်တတ်ဘူး ကျမတို့ကိုယ့်ရဲ့တန်ဖိုးပြင်ဖို့လိုတယ်။ကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာမြင့်တင်ဖို့လိုတယ်။ရုပ်ပိုင်းဆိုင်ရာကပိုတည်ပတ်တယ်မနေဘူးတတ်တတ်ရရဲ့နေမယ်။ဟလာမိတ်ကတ်တွေနှက်ခန်းကြီးတွေကိုပြန်လည်နေအောင်လို့လိမ့်ဖို့ပြောတာမို့အမြဲတမ်းကြီးလိုက်တိုင်းရှင်းရှင်းလင်းလင်းလေးနဲ့တတ်တတ်ရရဲ့နေမယ်။အဲ့မှာအိမ်ကြီးဝယ်ဆားဆားမိမှုလေးကိုကော့နေအောင်ဖိုးပြီးတော့နေမယ်။ဟာလာအဟောင်းဖြစ်ရှင်ဖြစ်နေပလေစီတတ်တတ်ရရဲ့တတ်တတ်ရှိရှိနဲ့ကိုယ့်ရဲ့နေပုံထိုင်မှုအိမ်မှာနေတဲ့အခါမှာလည်းတတ်တတ်ရရဲ့နဲ့စီကဲနေကြနေမယ်ပစ္စည်းတွေဘယ်လျဲနာမထားဘူး ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာမှာကြီးလိုက်တိုင်းလည်းအမြဲတမ်းအပူမိနေတဲ့ပုံစံမဟုတ်ဘူး။အမြဲတမ်းလူကမချောရင်လာနေပေးစေကြီးလေးနေလိမ့်မယ်။သူ့ကိုကြီးလိုက်တာဟဲ့စိတ်ချမ်းသာလိုက်တာ။သူကအမြဲတမ်းလေ energy အရင်မြင့်နေ။သူကအမြဲတမ်းကောင်းတဲ့အရာတွေပဲပြောတယ်။သူနဲ့စကားပြောတာငါတို့အဆင်ပြေတယ်။ဒါကျမတို့ရဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု။နောက်တစ်ခါကျမတို့ရဲ့အမှုအကျင့်နေ။အမှုအကျင့်နေပြောင်းလဲရမယ်။ ျမတို့အရင်တော့ကနေခဲ့တဲ့အတိုင်းပဲနေမယ်အရင်တော့ကလုတ်ခဲ့တဲ့အတိုင်းပဲလုတ်မယ်ဆိုလို့ရှိရင်တော့အရင်တော့လိုဘဝမျိုးပဲရနေပါလိမ့်အရင်တော့ကတလောက်ဆယ်သိန်းရတဲ့ဘဝနဲ့တိတ်တရာ3000ရတဲ့ဘဝကိုတွားချင်နေဆိုလို့ရှိရင်အခုနောက်အရာတွေပြုပြင်ဖို့လိုတယ်ကျမတို့ရဲ့အတွေးခေါ်တယ်ဟုတ်တယ်လောကကြီးမှာကျမတို့ဒီပို့ထုစင်နေဖြစ်တဲ့အတွက်ကြောင့်မို့ကောင်းတာရောဆိုးတာရောလက်ခံနေရမှာပဲကောင်းတာရောဆိုးတာရောကျမတို့ရဲ့ဘဝထဲမှာအချိန်တိုင်းစက္ကန့်တိုင်းမှာဒုံတွဲနေမှာပဲဒါပေမဲ့အကောင်းလာလဲကျေးဇူးတင်တယ်အဆိုးလာလဲကျေးဇူးတင်တယ် အဲ့ဒီစိတ်ကလေးနဲ့နေရမယ်အတွေးခေါ်တွေအတွေးခေါ်တွေပြောင်းရမယ်ဘာပဲဖြစ်ဖြစ်သူများကိုမဟုတ်တာမပြောဘူးကိုယ့်ကိုယ်ကိုလည်းမဟုတ်တာမပြောဘူးအမြဲတမ်း ကောင်းတဲ့အရာတွေပဲလာဖို့အတွက်ကောင်းတဲ့တွေးခေါ်လေးတွေနဲ့နေမယ်ဒါမျိုးလေးတွေမကောင်းတဲ့အရာတွေကိုစို့ပြီးတော့ကောင်းတဲ့အရာတွေကိုအသစ်ပြောင်းရမယ်အဲ့တော့မှအခုနကျမတို့လိုချင်တဲ့ energy နဲ့ကိုက်ပြီးတော့ကျမတို့လိုချင်တဲ့ဘဝတွေကိုရရှိမှာဖြစ်ပါတယ်ဒါလို့ဆိုလို့ရှိရင်တော့ manifest တွေလုပ်ပြီးတော့ဘာဖြစ်လို့လိုချင်တဲ့ဘဝကိုမရသေးတာလဲ affirmation တွေညွတ်နေပြီးတော့လိုချင်တဲ့ဘဝကိုဘာကြောင့်မရသေးတာလဲရှင်းရှင်းလေးပါ ကျမတို့လိုချင်တဲ့အရာနဲ့ကိုက်ညီတဲ့ energy မရှိသေးဘူး။ကျမတို့လိုချင်တဲ့အရာနဲ့ကိုက်ညီတဲ့အတွေးကောအယူအဆစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမပြောင်းလဲတဲ့ရွေ့ကျမတို့ရဲ့ဘဝမှာအဲ့ဒီအရာတွေမရနိုင်ဘူး။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ manifest ကို manifest လုပ်နေတဲ့တထေးကြီးဘဝ၊တထေးမကြီးဘဝ၊လိုတရတဲ့ဘဝ abundance ဟာလား၊သိန်းတစ်ထောင်၊သိန်းနှစ်ထောင်၊သိန်း၅၀၀၊သိန်းတစ်သောင်း ရအောင်လို့ကျမတို့ဘယ်နေရာပြုပြရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးလိုက်ပါပြီ။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါစို့။အဲ့တော့မိတ်ဆွေအနေနဲ့တကူကူစိတ်ထဲမှာရေးစရာလေးပေါ်လို့ရှိရင် comment မှာရေးနိုင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါစို့။ကျေးဇူးတင်ပါတယ်။